မမ်ဘီစီဟာလူအောင်သေးလို့ကျောင်းမှာခဏခဏအနိုင်ကျင့်ခံနေရတဲ့ကောင်းလေးဖြစ်ပါတယ်။သူအနိုင်ကျင့်ခံရတဲ့အိမ်နားကပျက်စီးအောင်လေးပုံမှန်ရဲ့ဒေါ်သားလေးပုံချလေးရှိတယ်။တနေ့မှတော့ပစ္စည်းသူလူလုံးနေတာကိုပျက်စီးတစ်ကောင်ကလည်းမကျင်မနှံစဖြစ်လာပါတယ်။သူကတော့ပျက်စီးထဲမှာမမော်ဆွမ်းနဲ့ပိုင်ဆိုင်ထားတဲ့ကင်းကြီးကောင်းဆောင်ပါ။ကင်းကြီးလေးရလူသားလေးကိုဖျက်သမားလေးလို့သတ်မှတ်ထားပြီးပစ္စည်းလူမျိုးကောင်းတွေကိုမုန်တီးနေတာဖြစ်ပါတယ်။ဒါပေမဲ့ကင်းကြီးလေးရဲ့ချစ်သူမီပူကတော့ဒီလိုမဟုတ်ပဲလူသားရင်းနဲ့ရင်းနှီးအောင်နေထိုင်ကျင်တာပါ။ဒါပေမဲ့မမ်ဘီစီကလည်းခုနှစ်ရက်မှရှယ်လောက်ကသူများတွေတန်းကျင်တာခံနေရတာဖြစ်ပါတယ်။ဒါပေမဲ့ဘသူကမှပြတ်မဖြစ်လို့ဒီပျက်စီးအောင်ကိုပဲနေရင်းလာလာဖြစ်လေးရှိတယ်။တယောက်တည်းဖြဲတာအားများလို့ပုံမှန်ကင်းစင်ရင် ောင်းကောင်းကိုပါခေါ်ဖြဲတယ်။ကင်းဒီကလည်းတနေ့တင်းဒုက္ခသလားပေးနေတဲ့ PC ကိုပြန်ဆော်ဖို့စီရင်မျိုးကိုပြန်ပေါ်ဆက်လိုက်ပြီ။သူစီကတော့တေးစီဖြစ်ပြီးကြီးတဲ့အာမန်ငါ့ကိုအကုန်သေးသွားစီမှာဖြစ်ပါတယ်။တနေ့ကျတော့မွန်ဆီယာကင်းဒီလည်း PC အိမ်နေတော့တေးစီတွေနားရဲသွားထည့်တယ်။အချင်းဆက်သလိုမှ PC လည်း PC လည်းဖြစ်သွားပြီးရပျက်စီအောင်ကြီးရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတယ်။အဲဒီနောက်မှ PC လည်းချက်တောင်ပေါ်တဲကိုရရှိသွားပြီးတနေ့ချီရဲ့ပဲစီပေါင်းဆောင်ကိုတင်းမြင်လိုက်ရတယ်။ဒီလိုနဲ့ကင်းဒီလည်းဖန်ဆီးထားတဲ့လူသားလေးကိုသူတို့ရဲ့ဘီမာကြီးစီပို့ဆောင်လိုက်ကြတယ်။အောက်ကပျက်စီပေါင်းသူတို့ကောင်းတို့ကလည်းအပိုင်းမခုတ်ပြီးစားလိုက်ကြဖို့အကြံပေးတယ်။ဒါပေမဲ့ဘီမာကြီးကတော့ PC ကိုအပြစ်ပေးတဲ့အနေနဲ့ပျက်စီတွေနေသလို PC ကိုလည်းသလားလေးနေခိုင်းလိုက်ပြီ။ဒီကြားတဲ့လူတွေက ောင်းဆဆူးကျင်နေတဲ့မိဖုကလည်း PC ကိုအနီးကဝင်သိမ်းပေးဖို့လုပ်တယ်။ဘေးမကြီးအမိန်မလို့ခါချင်းအုံကြီးကလည်းပါဇက်ပိတ်သားပြီးတော့ PC ကိုအလုပ်ပေးလိုက်ရပါပြီ။ဒီလိုနဲ့မိဖုလည်း PC ကိုပြည့်စုံပညာနဲ့သင်ကြားပေးဖို့တဲ့ပြည့်စုံမူကျိုးကိုလိုက်အပ်ပေးတယ်။သူတို့ကတော့မူကျိုးမှာစတင်ပေးမဲ့ကိုခါချင်းနဲ့မခါချင်းလို့ဖြစ်ပါတယ်။ PC လည်းမူကျိုးကိုဆောက်ရောက်ကလေးကတရေရှင်လေးချင်းငန်းလေးကိုပဲဆောက်လို့ရတယ်။ဒါပေမဲ့ကျမတို့ကလို့စတင်ရတာမဟုတ်တော့ PC လည်းတိတ်ကိုပြောပါတယ်။ဒီလိုနဲ့တန်းတန်းဆင်းတော့မိဖုလည်း PC နေရာမှာအတိုက်ကိုလိုက်ပြတယ်။အချင်းမှာမဲ့ချင်းကြီးကိုအဖူတရောက်ရှိလာလို့ PC ကိုလည်းပေါ်ကြအောင်ထွက်ပြေးရတယ်။ကဆုံးချင်တော့ PC လည်းအပွင့်သားရင်လည်းလမ်းကွဲသွားပြီးချင်းကြီးတစ်ခေါက်နဲ့ဘုံမှာသွားတွေ့တယ်။ PC လည်းထပ်ပြေးလို့ မြားတဲ့အစုံမှာတော့အနာကပြအောင်ကိုပဲဖနာတိုင်းမီရှိုးပြစ်လိုက်ရပါတယ်။တခြင်းဆိုသလိုချင်းနေလဲပြအောင်တနောက်တစ်ခေါက်သွားပြီးမိပုရုလည်းလျောက်သွားတယ်။မောင်ပစ္စည်းလည်းနေချင်းချချင်းဟီရိုဖြစ်သွားပြီးတော့ပြစိတ်တေရုံကြီးမှုကိုရရှိသွားပါတယ်။ဒါပေမဲ့ဒီဓမ္မကင်းနေလေးတော့မပါပဲကင်းနေလေးကတော့ခုထိမြုံချုံနေသေးပါ။ဒီလိုနဲ့ပဲပစ္စည်းလည်းသူ့အသင်မင်းနေတဲ့ကိုကာချင်းတို့မိပုရုနေပါတဲ့ငယ်ချင်းဖြစ်သွားတော့တယ်။ပစ္စည်းလည်းဆက်လက်ပြီးပြစိတ်တို့ရဲ့တမန်းချောင်းကိုလေးလာရတယ်။သူတို့ထင်မဲ့ထားတဲ့ဘီယမာကြီးလည်းရှိသလိုသူတို့ချက်ပါတဲ့မကောင်းဆိုးဝါးကြီးလည်းရှိပါတယ်။တခြားကြီးတို့မှသူတို့ချက်ပါတဲ့မကောင်းဆိုးဝါးကြီးကပစ္စည်းငါထားတဲ့စီမင်းကလူကြီးမှန်းသိလိုက်ရတယ်။အဲကြမ်းမှပစ္စည်းလည်းမလက်မချရင်စီမင်းကိုပြီးပုံမှန်တန်ဆိုင်ခိုင်းတာကိုသတိပြန်ရသွားတော့တယ်။အဲကြောင့်ပစ္စည်းအ အုံကြီးတစ်ခုလုံးအသုဘဖြစ်သွားမှဆိုလို့ပစ္စည်းလဲချိန်ပြီးသတ်တာပို့လို့တယ်။ငွေချင်းလေးကိုလည်းအမှန်တမ်းပြောပေးတဲ့ဂျာလုံးချိန်မဲ့လို့လိန်ပြီးခေါ်လာတယ်။ဒီကချင်းကလည်းဂျာလုံးဆိုရဲတန်ချာနဲ့တမ်းမြထားလူပိုင်းကိုလိုက်ပို့ပေးလိုက်ပြီ။ဒီလိုနဲ့ပစ္စည်းလဲခဏရတော့သူဆလာဆာချန်နေတဲ့ဂျာလုံးစီခေါ်သွားပေးလိုက်တယ်။ဒီကချင်းကဂျာလုံးကနေလုံးပစ္စည်းကလည်းစီပင်ကိုဖုန်းသွားဆက်တယ်။ဖစ်ချန်တော့ဖုန်းနံပါတ်မှာတော့ပြီးအသေးဖုန်းနဲ့ပီဇာဆိုင်ကိုမှရောက်ရှိသွားပြီ။ဒါအောင်မတီးပဲပစ္စည်းကတော့ကန်ဆယ်လိုက်တဲ့ထိမ်းမိတဲ့ငွေချင်းလေးနဲ့စိတ်အိလိုက်ရေးသွားနေတယ်။တစ်ဖက်မှာကင်းအင်းကလည်းသူ့ဆော်မီဘူးပြမလာသေးလို့စိတ်ပူနေပါပြီ။ညနေမှာပစ္စည်းနဲ့ပြောင်းလာလို့ကင်းအင်းလည်းပစ္စည်းကိုတော့သွားထွက်နေတော့တယ်။အကြောင်းမီဘူးလေးတောင်းကင်းအင်းလည်းပစ္စည်းကိုမချိုးမချိုးကြိုးကြိုးမှထုတ်ပြလိုက်ပြီ။ဒီလိုနဲ့ပစ္စည်းလည်းလမ်းဘေးကနေလမ်းဘေးထဲကို ပြီးခရီးကဏ္ဍမှာသွားအေးရတယ်။အချိန်မှာဖားတကောင်ရှည်ဒီခါနေဘာကနေပေါ်လာပြီးစီကိုရှာလိုက်လိုက်ဖမ်းတော့တယ်။တဖက်မှာမိဘတို့ကလည်းဒူသားလေးပြောက်သွားလို့ဆိုပြီးတန်းတန်းလိုက်ရှာနေကြပါပြီ။တနည်းအားကြမ်းမှာမိဘတို့လည်းဖားလိုက်လို့ပြင်းနေရတဲ့ပစ္စည်းကိုသွားတွေ့ကြတယ်။ဒါပေမဲ့အချိန်မှာမိတို့ပဲပစ္စည်းကားတော့ဖားသွားပြောသွားခဲ့ပါပြီ။အချိန်မှာပဲစိတ်ပြောင်းသွားလိုက်ကရင်ဒီကနေမမရပြီးပစ္စည်းကိုဝင်ကယ်မှုဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ကင်းနီပိုက်ထဲတော့ပစ္စည်းကားလည်းရင်ကောင်းနေတဲ့ပေါ်လာပြီးဖြစ်နေပါပြီ။ဒီလိုနဲ့ပဲကင်းနီလည်းပစ္စည်းကိုပြန်ကောင်းထုတ်လာပြီးနေသားအလွန်ခင်မင်းကြီးနေသွားကြတယ်။ညာတော့ပစ္စည်းတို့ဖွဲ့လိုက်အတိုင်းမပြောင်းတော့ပဲနဲ့မပူရင်းပမာပဲအေးလိုက်ကြတယ်။ဒီလိုနဲ့မနာကြတော့ခုခါချင်းကလည်းထူဆန်းတဲ့တိုင်ကြလို့ဆိုပြီးလန့်နိုးလာတယ်။ထူတန်ကတော့တခြားမဟုတ်ပဲပစ္စည်းခွာထားတဲ့ပုံမှန်နေနေက ောက်ရဲ့ဖြစ်ပါတယ်။ PC တွေကလည်းသလိုကြွားရဲမကောင်းစွာအိမ်မန်တီတော့ဟိုအနမ်းမိလောင်တို့ပြကတ်ကုန်ကြတယ်။ဒါပေမဲ့ PC ကတော့ထပြေးမဲ့စာပြန်ချမဲ့ဆိုပြီးတော့ PC အုံကြီးကိုလွှင့်ဆိုပေးလိုက်ပြီ။အရင်ဆုံးသူတို့နဲ့မတန်တဲ့ချင်းအုံကြီးကိုအတူပူပေါင်းဖို့သွားဆွဲတယ်။ချင်းအုံကြီးကလည်းမကြခင်ပုသက်ဆေးစာမိတော့မှမလို့ PC ပြောတဲ့စကားကိုပဲနားထောင်လိုက်ရပါပြီ။သူတို့နဲ့ PC တွေလည်းချင်းကိုစီစီပြီးတော့ human ကိုတေးစင်းနဲ့ဝမ်းပြကြတယ်။ဖြစ်ချင်သောစီပင်လူကြီးကလည်းခနာကိုအလုံးမထလို့ဆေးရခနာကိုလည်းမရောက်နိုင်ဖြစ်နေရပါတယ်။အချိန်မှပဲညံကောင်းတဲ့ PC ကသူလူကြီးရဲ့ပေါ်နေတဲ့ poking ကိုချင်းနဲ့ပြစ်ထုတ်ပြစ်လိုက်ပြီ။တကယ်တော့ချင်းကကိုရဲမှာတေးစင်းရိုက်ထည့်ပြီးထုတ်ပြစ်လိုက်တာဖြစ်ပါတယ်။ချင်းဆိုသူလိုစီပင်လူကြီးလည်း PC နဲ့တိုင်ပြသွားပြီးချင်းနဲ့ကနေပြစ်ကြည့်အောင်ထပ်ပြီးသွားတော့ တယ်။အဆုံးမှာတော့ပြည်စီတို့ရဲ့ခြားတောင်ပူကြီးရာ PC ရဲ့ကျေးဇူးနဲ့ပဲအနေအခင်းလာခဲ့ပြီဖြစ်ပါတယ်။ PC ကိုလည်းခြေဦးတင်နေတဲ့တလားပြေးသေးပဲနော်မဲဆက်ပြန်ကြောင်းပေးလိုက်တယ်။ဒီလိုနဲ့ PC နဲ့သူကလေးနေရာခြားတောင်ပူလေးကိုတတော်လုံးဆက်ဆောင်သွားရင်ဇနန်းလေးလေးပြီးဆုံးသွားပါတယ်။ဒီဂျီမင်းတို့လည်းဒီစကားလေးကိုကြည့်ပြီးဟီဆန်လေးပြတိုင်းပဲဆက်အောင်ဒုက္ခတောင်းပေးချဖို့အကြံပေးခြင်းပါတယ်။ကျေးဇူးတင်ပါတယ်။